မန္တလေးမှာကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းနေခန္ဓာကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်မှာဖြစ်ပါရရှင်၂၀25ခုနှစ်ဇွန်လ9ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းနေခန္ဓာကိုမန္တလေးမြို့ဘတ်ထူအကစားကွင်မိုးလုံလုံလုံခန်းမမှာဇွန်လ9ရက်နနက်9နာရီကကျင်းပခဲ့ကြောင်းသိရပါတယ်မြန်မာနိုင်ငံအနေနဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကိုကုလသမဂ္ဂပတ်ဝန်းကျင်အစည်းအဝေးကသတ်မှတ်ကြေညာတဲ့ဆောင်ပုံများနဲ့အညီ နှစ်စဉ်ကျင်းပခဲ့ရမှာ52နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး2025ခုနှစ်ဆောင်ပုတ်ကတော့ကမ္ဘာတဝန်ပလတ်စတစ်ညဉ့်ဉန်းမှုအဆုံးသတ်စေရေးပူးပေါင်းဆောင်ရွက်ပေးဖြစ်တယ်လို့သိရပါတယ်။အခမ်းအနားကျင်းပတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးအမောင်မောင်ကိုကခုလိုပြောပါတယ်။ဒီနေ့ကျင်းပတဲ့အခမ်းအနားကတော့2025ခုနှစ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားဖြစ်ပါတယ်။ကျင်းပတဲ့ရည်ရွယ်ချက်ကကမ္ဘာနိုင်ငံများ ်ပြင်ပြည်သူများပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုဒီပုံအိုင်ဝန်ဆိုင်လာလာစေရန်အတွက်ဖြစ်ပါတယ်။အဲနောက်တစ်ချက်ကဒီကမ္ဘာတောင်းအမှာဒီပတ်ဝန်းကျင်ဆိုင်ရာပြဿနာပြဿနာရပ်များနဲ့ဒီအခြေအနေနဲ့အချိန်ကာလမူတည်ပြီးတော့မှနှင်းလိုက်ပေါ်ပေါက်လာတဲ့အရေးကြီးတဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာနဲ့အဓိကစိန်ပုံစိန်ခုံများကိုပုံမူသိရှိလာပြီးတော့မှအဖြစ်ရှိနိုင်တဲ့နည်းလမ်းများကိုဆောင်ရွက်နိုင်ရန်အတွက်ဒါကြီးရွယ်ချင်းဖြစ်ပါတယ်။နောက်ကမ္ဘာတဝမ်းမှာ ပလတ်စတစ်ထုတ်လုပ်မှုပမာဏတန်ချိန်430ခန်းရှိတဲ့အနက်သုံးပုံနှစ်ပုံကစွန့်ပစ်အပိုင်းများအဖြစ်ပင်လယ်သမုဒ္ဒရာတွေကိုရောက်ရှိသွားတယ်လို့ဆိုပါတယ်ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်ရဲ့ထုတ်ပြန်ချက်အရဆိုရင်ဒီကမ္ဘာတစ်ဝန်းလုံးမှာဒီပလတ်စတစ်ထုတ်လုပ်မှုပမာဏဟာတန်ချိန် 430တန်းခန့်ဒါကျွန်တော်တို့ရှိနေပါတယ်ဒီပမာဏရဲ့၃ပုံ၂ပုံဟာဒါစွန်ပြေအမှန်များဖြစ်သူရောက်ရှိလာပြီးတော့မှဒီမြေချောင်းအင်အားများအစဉ်ပင်လယ်တုံးတရားထဲမှာရောက်ရှိနေကြအောင်လေးလာတွေ့ရှိရပါတယ်2019ခုနှစ်ကလေးလာမှုများအရာအရာဝတီမြေသေးကိုနေစဉ်ပလတ်စတစ်တန်ချိန်136တန်ခန့်ရောက်ရှိကြောင်းတွေ့ရှိရတဲ့အတွက်ပလတ်စတစ်အမိုက်များလျှော့ချရေးမှာအလုံးပူပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ် ဒီ2019ခုနှစ်မှာဒီ FFI လို့ခေါ်တဲ့ဒီ Flora and Fauna International အဖွဲ့နဲ့ဒီအတက်မြန်မာ အဖွဲ့တို့ကဒီလေလာတွေ့ရှိချက်ရာဒီ ARD မြစ်မြစ်ထဲကိုနေ့စဉ်ပေါ့နော်ဒီရောက်ရှိနေတဲ့ plastic တန်းချိန်တန်ပမာဏဟာ136တန်ခန့်ဒါရောက်ရှိနေကြအောင်ဒါလေလာတွေ့ရှိရပါတယ်ဒီပောင်းချင်ထင်းသိမ်းလုပ်ငန်းဟာလူသားအလုံးနဲ့တက်ဆိုင်တဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်ပောင်းချင်ထင်းသိမ်းနေ့ရဲ့ဆောင်းပုံးနဲ့အညီဒီတန်ရှင်း နဲ့ဒီ plastic ရင်းစင်တဲ့ကဘာမြေဖြစ်ဖြစ်ပေါ်စေရည်အတွက်အပေါင်းချင်းထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ plastic ရှော့ချရေးလုပ်ငန်းတွေမှာအားလုံးတက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်။ယနေ့ကျင်းပတဲ့ပွဲမှာပတ်ဝန်းကျင်စိမ့်မှန်ခံခွဲမှုကောင်းမွန်သောမြို့ကျေးရွာဆက်ယုံအလုပ်ယုံလုပ်ငန်းစုနဲ့ဆက်လင်းတဲ့အကောင်ဆုံးစုတန်ရှင်း၍စိမ့်လန်းစုပြေသောအကြောင်းစုများမှာအထက်တန်းအလေတန်းမူလာတန်းစုများချီးမြှင့်ခဲ့ကြောင်းသိရပါတယ်ရှင်။